ဒီပြည်စစ်ဝိုင်းဒီဘိတ်စီစဉ်ကိုကြည့်ရှုနေရတာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးနေတဲ့အကြောင်းအရာကတော့ငွေကြေးကောက်ပါချမှုကိုဘလို့တိုက်ဖြစ်မလဲဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်အခုကျမဖိတ်ကြားထားတဲ့ special guest တွေကိုခွင့်မပေးခင်မှာမြန်မာနိုင်ငံမှာဘယ်ကဏ္ဍတွေမှာငွေကြေးကောက်ပါချမှုတွေဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျမဒီမှာဆောင်းမတစ်ပုဒ်ကနေပြီးတော့တွေ့ရှိထားတာလေးကိုကျမဖတ်ပြပါမယ် နော်မြန်မာနိုင်ငံမှာငွေကြေးခေါ်ဝါချမှုဖြစ်နေတဲ့နေရာတွေကဘန်လုပ်ငန်းတွေလို့လည်းပြောတယ်။နောက်အေရှန်မြေလုပ်ငန်းတွေလည်းပါတယ်။ပြီးတော့အာမခံလုပ်ငန်းတွေလည်းပါတယ်။စောက်လုပ်ရေးလုပ်ငန်းတွေလည်းပါတယ်။ထုတ်ကုန်သွင်းကုန်လုပ်ငန်းတွေလည်းပါတယ်။ကြောင်မြစ်ရနာတူဖော်ရောင်းဝယ်ရေးလုပ်ငန်းတွေလည်းပါတယ်။ကုန်းချောင်းရေချောင်းလေချောင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်းပါတယ်။စိတ်ကန်းဝင်ဆောင်မှုလုပ်ငန်းတွေလည်းပါပါတယ်။ဒါတွေကိုအကြောင်းပြုပြီးငွေကြေးခေါ်ဝါချမှုတွေဖြစ်နေတယ်။ဒါတွေနဲ့ဆက်ဆက်ပြီးအကြမ်းဖက်ငွေကြေးထောက်ပံ့တာတွေလည်းဖြစ်နေတယ်လို့ပြောရဲဆိုတော့ဒါတွေကငွေကြေးခေါ်ဝါချမှုနဲ့မကင်းဘူးလို့စဉ်းစားစရာလည်းရှိလာတာပေါ့။ဒါတက်အတော်မပြောပါဘူး။အခုကျမစပယ်ချက် guest တွေတဲ့ကပထမဆုံးအနေနဲ့ကိုမိုးကျော်ကိုဖိတ်ခေါ်ခြင်းမှာကိုမိုးကျော်နည်းနည်းလောက်ဆွေးနွေးပေးပါအဲ့ဒီအခွန်နဲ့ပတ်သက်ပြီးတော့လေလက်ရှိရှိတဲ့ကျွန်တော်တို့အခွန်ဥပဒေမှာဒီလက်ရှိဒီ2019မှာတော့မပါပါတယ်ဝင်ငွေရလမ်းမပြနိုင်ဘူးအဲ့လိုအခြေအနေမျိုးကြရင်ကျွန်တော်တို့သတ်မှတ်ထားတဲ့နှုံးလေးတွေဒီအခုတော့ maximum ပေါ့နော် ဒီ30%ဒီရှိပါတယ်30ရာခိုင်နှုန်းပြီးဒါပေမဲ့အဲ့ဒီတက်မှာတော့ပြောထားပါတယ်ဒါဒီ money laundering နဲ့ပတ်သက်တဲ့ဟာနဲ့တော့မဆိုင်စီရဘူးလို့ပြောတယ်ဗောနော်ဥပဒေအရအဲ့လိုအကွာပဲထည့်ထားပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ဘာတွေ့လဲဆိုရင်ဒါဒီဝယ်တယ်ဆိုရင်ဟို source ဘယ်ကရလဲဆိုတာကို မေးတာမျိုးကမရှိသလောက်ပါပဲနောက်တစ်ခုကလည်းဒီမှာဆွေးနွေးတဲ့ချိန်မှာကျွန်တော်တို့တကယ် ရိုးရိုးသားသားနဲ့အခွန်ကိုမဆောင်ခဲ့တာတွေရှိတယ်။မခွန်အခွန်မဆောင်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါနဲ့သွားဝင်ရင်ဒါဒီကရိုးရိုးသားသားဟွာဖြစ်တာပဲ။ငွေကြေးခွာချတာမှမဟုတ်တာလို့မြင်နိုင်ပေမဲ့ဒါဟိုလည်းပဲတချို့ကဒီပေါ်မှာမူတည်ပြီးတော့မှအခွင့်အရေးယူပြီးတော့ပေါ့နော်။လာတဲ့ဟာတွေရှိနိုင်ပါတယ်။ကျွန်တော်တို့လူတွေကလည်းဘာဖြစ်သွားလဲဆိုတော့နောင်လဲပဲအခွန်မဆောင်လဲပဲရတယ်။ ငွေကြေးခွာချတဲ့အချိန်မှာပါပြီးတော့ criminal မဟုတ်ဘူးလို့ယူဆသွားနိုင်ပြီးတော့မှဒါပော့သွားတာ ਈ လေပဲအများကြီးရှိနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ထပ်ဖြည့်ဆွဆွေးနွေးနေတာကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိအခြေအနေကဟို cash based society ပေါ့တော်တော်များများအခုအချိန်ထိဘန်နေဖွင့်ပြိုးလာပြီးမယ်ပတ်စံမြင်မှပဲပေးတာ ਈ ခြေတာ ਈ ပေါ့နော်လုံနိုင်တယ်အဲ့ဒီအချိန်မှာခုနဆွေးနွေးသွားတဲ့ဟိုတရားမဝင်ရထားတဲ့ငွေတွေကိုဘန်နေကိုမဝင်တော့ဘဲနဲ့ အပြင်မှာသွားတာကလေပဲကျော်တာငွေကြေးခွာချမှုကိုပန့်ပူးပြီးနေတဲ့ဒီမျိုးရှိပါတယ်နောက်တစ်ခုကလည်းပဲအေးအေးယူမှုအပိုင်းမှာထိထိရရောက်လုတ်ဖို့လေလူတယ်နောက်အဲ့ဒါကိုလည်းပဲဟိုပြည်သူတရက်လုံးပေါ့နော်ပါဝင်ဖို့လေလူတဲ့ဆိုတဲ့ချိန်မှာကျွန်တော်တို့ဒီ FIU ရော Financial Intelligence Unit ကဒီလိုကိစ္စမျိုးကိုတန်တရားဖြစ်ရင်အကြောင်းကြားဖို့နေပြည်တော်မှာရုံးရှိတယ်ဒါပေမဲ့အဲ့ဒီလူ ဟို educate လုပ်တာကပြည်သူတွေကိုသိဖို့လုပ်တာကအားနည်းတယ်လို့မြင်တယ်ပြီးတော့လည်းနောက်တစ်ခုကဒါမျိုးကိုပြောရင်အစိုးရကောအဲ့လူကိုဘလောက်အတိုင်းတာအထိကာကွယ်ပေးနိုင်မလဲဟုတ်ကဲ့ပါကျေးဇူးပါရှင်ဟောဆရာဦးစံသိန်းနည်းနည်းလောက်ဆွေးနွေးပေးပါဦးရှင်ဘန်းလေးအပိုင်းကိုဘယ်လိုမြင်လဲပေါ့နော်ဟိုကြီးခွာချမှုဟိုအများဆုံးတဲ့လောက်ခံရတာတော့ဒီ furnishing institution တွေပေါ့ဘန်းလေးအပါဝင် furnishing institution တွေပဲဒီအားနေရောဖြတ်ပြီးတော့သူတို့က အငွေကြေးခွာချမှုလုပ်ဖို့အလားအလာတွေအများကြီးရှိတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဘိုးဘန်းလည်းညွှန်ကြားချက်တွေထုတ်ထားပါတယ်။တကယ်လို့ဥပမာသူက threshold amount ပေါ့ transaction တစ်ခုတန်းတရာဆိုရင်ဒီဒီ report ပေးရမယ် FI ကိုနောက်တစ်ခုကတန်းတရာမပြည့်ပေမဲ့လည်းတန်တရာရှိတယ်ဆိုရင်အဲ့ဒါ report ပေးရတယ်။ဒါလည်း report ကိုသုံးရက်အတွင်းပေးရပါတယ်။ဒါဒီညွှန်ကြားချက်တွေရှိပါတယ်။အဲ့တော့ suspicious transaction တန်တရာဖြစ်တဲ့ငွေလွှဲပြောင်းမှုတွေ ရှိလာရင်ကိုကကြည့်နိုင်အောင်လို့ဘိုးဘာလည်းဘယ်အချက်ဒီနဲ့တိုက်တာမလဲဆိုတာအဲ့ဒီအားလေးကိုဗန်ဒီကိုဟိုဝင်းခထားပါတယ်ဒီငွေကြေးခွာချနှုန်းမှုနဲ့ပတ်သက်လို့ဘိုးဘာမှာလည်းတာဝန်ရှိတဲ့ဌာနရှိပါတယ်အဲ့ဌာနကနေပြီးတော့တင်နန်းနေပြီးတယ်ဗန်ဒီကလည်းတဆင့်တင်နန်းနေပြီးပြီးတော့သူတို့မှာဘာဖြစ်လဲဆိုတော့ compliance unit တွေဖွဲ့ထားပါတယ်အဲ့ compliance department တတ်တတ်ထားတယ်အဲ့တော့အဲ့ compliance department က ဘာလို့လဲဥပဒေနဲ့ညင်ညွတ်သလားမညင်ညွတ်ဘူးလားဒါတယ်မကပါဘူး stock exchange နဲ့ဒီတိုင်းပါပဲအဲ့တော့ရင်းနှီးမြှုပ်နှံမှုတွေလုတ်တဲ့နေရာမှာလဲနော်ဒီ source of fund ငွေဖြစ်ဖြစ်သလားမဖြစ်ဘူးလားအခုပေးပြီလားမပေးဘူးလားဆိုတော့စစ်စစ်ပြီးတော့မှလက်ခံရတဲ့ညွှန်ကြားချက်တွေကိုသူတို့ပေးထားခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ကဘဏ်တွေဖွင့်ပေးလိုက်တယ်ဖွင့်ပေးတဲ့နိုင်ငံခြားဘဏ်တွေနဲ့ correspondent bank တွေနော်ကျွန်တော်တို့ထူထောင်ခိုင်းတယ်အဲ့လိုထူထောင်ခိုင်းတဲ့ခါကျ dipping ဘဏ်တွေကလည်းမျိုးကုန်နေမိတယ်နော်ကျွန်တော်ပြည်တွင်းရဲ့ဘဏ်တွေကိုအဲ့ငွေကြေးခွာချမှုနဲ့ပတ်သက်တဲ့ involvement ရှိလားမရှိဘူးလားမရှိမှသူတို့ကဆက်ဆံတာပါအဲ့တော့ကျွန်တော်တို့ကလည်းမရှိအောင်လို့ကျွန်တော်တို့ဘန်ဒီကလည်းကြိုးစားပြီးတော့ဆောင်ရွက်နေတဲ့အပိုင်းမှာရှိပါတယ်သို့တော့ကျွန်တော်တို့နိုင်ငံမှာဘာဖြစ်တယ်လဲဆိုရင် formal market နဲ့ informal market ဆိုတာရှိတယ် formal market ဆိုတာဘန်ဒီပေါ့လေ informal market ဆိုတာပြင်ပငွေကြေးဈေးကွက်တွေပေါ့ခုနပြောတဲ့ဒီဟွန်နီတို့ဘာလို့လဲဆိုတာ informal market ကဟာလေအဲ့တော့ဒါတွေကငွေကြေးခွာချမှုလုပ်တဲ့နေရာမှာအဲ့လမ်းကြောင်းကပုံများတယ် နော် informal market အပေါ်များတယ်ငွေပေးငွေယူလုပ်တဲ့အခါတိုင်းကိုဘာနေကနေဖြတ်သွားစေခြင်းနဲ့ဘာနေကစစ်စစ်စေခြင်းနဲ့ပြည်သူလူထုကနေပြီးတော့ငွေလွှဲပြောင်းလို့မယ်ဆိုရင်သူ့ identity တွေဒီလူကဘယ်လိုလဲဘယ်ငွေနဲ့ဘယ်ကနေပြီးတော့ရတာလဲဘာတွေ့ပေးမှလဲနော်ဘာတွေ့ပေးမှလဲလို့ပြောခြင်းလူတွေကသိမပြောခြင်းညာကိုယ့်အကူဘာတွေ့ပေးညာမပြောခြင်းအောင်အဲ့တော့ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုကလူပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ကျမအစသုံးကဆရာတို့ပြောတဲ့ပြည်သူလူထုပါဝင်မှုဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပဲထပ်ပြီးတော့ဆွေးနွေးခြင်းမှာဘာလို့လဲဆိုတော့ဒီ2000 14ဥပဒေထဲမှာကလည်းသုံးကအရေးယူတဲ့အပိုင်းတွေပြည်တံပိုင်းတွေလည်းပါတယ်အကြောင်းကြားမယ်ဆိုတဲ့အထက်မှာကိုရိုအော်ဒစ်ဖန်တွေလည်းပါတယ်အာမခံလုပ်ငန်းတွေလည်းပါမယ်ရှေ့နေတွေလည်းပါမယ်နောက်ဆုံးမှာ notify public လုပ်တဲ့လူတွေကအစအထိပေါ့နော်ပါမယ်ပေါ့နော်အဲ့လိုဖြစ်အောင်လုပ်ဖို့ဆိုတော့မြန်မာနိုင်ငံလိုနေထားမျိုးမှာဖြစ်နိုင်မလားဒါကတော့ဖြစ်အောင်လုပ်ရမှာလေဘာလို့ဆိုတော့အခုဆိုရင်ပဲဒီကျွန်တော်မြန်မာနိုင်ငံရဲ့ငွေကြေးခေါ်ဝါချက်မှုတက်ချိန်ဘိုးဖွဲ့ရနေပြီးတော့ညွှန်ကြားချက် ထုတ်ထားပြီးပြောမှဆိုတော့ confidential ခေါ်တာပေါ့လှုပ်ရပေါ့လေ ့ပဲဆိုတာကအဓိကဘယ်ကိုထားပြီးတော့ထုတ်လဲဆိုတော့နံပါတ်1မြန်မာနိုင်ငံအင်ချမ်မီဝန်ဆောင်မှုအသင်းเนาะနံပါတ်2ရွှေလုံငန်းရှင်များအသင်းเนาะနံပါတ်3ကြောင်းမြေရနာအသင်းဒါတွေကိုသူတို့စာထုတ်ထားတယ်ပြီးတော့မှအဲ့ဒီမှာစည်ရင်းကိုင်အဖွဲ့နောက်တစ်ခုကအရှိနေเนาะအသင်းတွေပါတယ်ဆိုတော့အဲ့ဓာဒီအကုန်လုံးကိုစာထုတ်ပေးထားတယ်ဒီဘန်ဒီမှာငွေတွင်းငွေထုံးနဲ့ပတ်သက်ပြီးတော့သိန်းတစ်ထောင်နဲ့အထက်ပေါ့เนาะအဲ့ဒါဒီလုံမဲ့ဆိုရင်သူကလည်းဘွာလိလသုံးသပ်ဖို့ပေါ့တကယ်လို့မြေပြင်အနေထားကသိန်းတစ်ထောင် တဲ့ပို့နေမှာဆိုရင်လည်းဒါ तू ကနေပြီးတော့တည်င်းပေးဖို့ပေါ့နောက်တစ်ခါမတင်ငါဝယ်ဖြစ်လို့ရှိရင်လည်းတည်င်းပေးဖို့သူပုံစံတွေအစားကုန်ပြီးထားပါတယ်ဒါကပြီးတဲ့2019ခုနှစ်ဒီ February 19ရက်နေ့မှာဒါထုတ်ထားတာနောက်ဆုံးစာပဲကျေးဇူးပါဆရာအခုဥပဒေအတိုင်းပေါ့နော်ဥပဒေအတိုင်းဘယ်လောက်လုံနိုင်လဲဆိုတဲ့အပိုင်းမှာတကယ်လို့များပြည်တွင်းမှာကဥပဒေအတိုင်းမလုံနိုင်ဘူးဆိုဥမာနိုင်ငံတကာအဖွဲ့အစည်းလိုဟာမျိုး FATF လိုဟာမျိုးဟာရောအရေးယူတာမျိုးရှိလာနိုင်လား ျွန်တော်တို့နိုင်ငံကဒီနဂိုကဒီငိုကြေးခွာချမှုနဲ့ပတ်သက်ပြီးတော့မှနာမည်ကောင်းမရခဲ့တော့အဲ့ဒီတော့ကရင်လည်းကျွန်တော်တို့နိုင်ငံကအများကြီးရေးယူခံခဲ့ရပါတယ်။နောက်ပိုင်းမှာဒါ2006မှာတခါနောက်တော့2015 2016မှာတခါ suspicious list ကနေလွတ်ပေးတာ exemption ပေးတာဒါတော့မှဟို patriot act မှာကျွန်တော်တို့ညှိနေတော့မယ်လို့ပြောပါတယ်။အဲ့လိုဖြစ်လာခဲ့လို့ရှိရင်နိုင်ငံတကာဗန်တွေကဗမာပြည်ဗန်ကိုဆက်ဆံလို့မရတာမျိုးဖြစ်လာခဲ့လို့ရှိရင်တိုင်းပြည်ရဲ့ဒီငွေချေးစစ်ဆင်မှုအခုကျွန်တော်တို့တအားကိုဖြစ်ချင်တဲ့ financial inclusion လို့ပါလို့ဆိုတာဖြစ်လာဖို့ဆိုတာဒါကခက်သွားပါလေသူက ပြီးတော့တစ်ဆက်တည်းပဲဟိုစိတ်ထမသတ္တိထားလိုက်မိတာက financial institution ထုတ်ပြန်ပန်းတွေကိုငွေကြေးခါချမှုလို့ပြောတဲ့ချိန်မှာ ခွာချတယ်ဆိုကြရင်ဖြူတောင်းလို့လာအဲ့တော့ဘန်နဲ့ငွေတွေဖြတ်စည်းတာနဲ့အဲ့ငွေဖြူသွားတာနဲ့နှစ်ခုကြားထဲမှာတော်တော်ကြီးဟိုဝေးပါသေးတယ်ဆိုတော့ကျွန်တော်တို့ကအခုကဘယ်လောက်မှရင်ကိုဟို action ကယူနေပြီလဲဆိုတော့ငွေကိုဖြတ်တဲ့ငွေရာ ဟိုအမောက်များရင်ကိုဖြူရာမဲတာမဟုတ်ဘူးတခါတည်းပဲ reflexer ထောက်ပြီးတော့မှဒီဖြတ်သွားတာ3000ဆော့ဆော့ဆရာပြောလို့ပဲ3000ဖြတ်သွားတယ်ဒေါ်လာ10000လောက်ဖြတ်သွားတယ်တော့မို့လဲ transaction တွေကဟိုတိတ်တိတ်လေးတွေနဲ့အများကြီးသွားတယ်ဆိုတာမျိုးဖြစ်ရင်ကို ဖြူရမဲတာတော့မှမရှိသေးဘူးမသိသေးဘူးတခါတည်းပဲတမ်းပြီးတရင်ပို့ရတာမျိုးရှိပါတယ်အဲ့တော့ဆရာနောက်တစ်ခုမေးချင်တာကဒီပေါ့နော်မြန်မာနိုင်ငံနဲ့ပတ်သက်ရင်ရောဆုံးကအကြမ်းဖက်မှုအကြမ်းဖက်မှုတိုက်ဖြစ်ရေးနဲ့ပတ်သက်ပြီးတော့အရင်ကဥပဒေချမှတ်လိုက်တာအတူတူပဲဥပဒေထုတ်ပြန်တာအကြမ်းဖက်ဥပဒေနဲ့ငွေမဲခွာချတဲ့ဥပဒေဟုတ်တယ်2014တုန်းကအဲ့တော့အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးငွေကြေးစီးဆင်းတာမျိုးတွေရောမြန်မာလိုမြန်မာနိုင်ငံလိုလူ့ဖွဲ့စီမှာရှိနိုင်လားအစီရင်ခံစားရကျွန်တော်ဖတ်ပူတရားဖတ်ချင်းရောရှိတယ်လို့ပဲသူတို့ကပြောကြပါတယ်ဟုတ်ကဲ့ဘာဖြစ်ဆိုနှမျိုးလုံးရှိတယ်ပေါ့ငွေမဲကနေပြီးတော့မှ အဲ့ဒီချမ်းဖက်တဲ့ဘက်ကိုစီးဆင်းသွားတာရှိတယ်လို့ငွေပြူကနေပြီးတော့မှလည်းအချမ်းဖက်တဲ့ဘက်ကိုထွက်သွားတာလည်းရှိတယ်အဲ့တော့ robust money laundering ဆိုတာမျိုးလည်းဒီလိုမျိုးပြောပါတယ်သူကဟုတ်ကဲ့နောက်တစ်ခုကဒီပရဟိတလုပ်ငန်းအနေနဲ့ဝင်နေဆိုတဲ့အနေအထားမျိုးတွေရောမြန်မာနိုင်ငံမှာရှိနိုင်ပါဆရာစောစောလိုပဲတစ်ခါထပ်ပြောရင်တော့ဟိုဟိုစီရင်ခံစားတချို့ဟာတွေရာဆိုလို့ရှိရင် report တွေပေါ့နော် research report တွေရာဆိုလို့ရှိရင်အဲ့လိုဝင်လာတဲ့ဟာတွေကိုဒီကမမေးကြဘူးလို့ပြောတယ် အဲ့မမေးတာပေါ်မှာလည်းအဲ့ဒါကိုအခွင့်အရေးယူသွားတာမျိုးရှိနိုင်တယ်ဆိုတာမျိုးမေးရမယ့်ဟာဘယ်သူကမေးရမှာလဲဆရာအဲ့ဒါကျွန်တော်တို့ဥမာဝင်လာတဲ့အချိန်ကြလို့ရှိရင်လက်ခံတဲ့အဖွဲ့အစည်းဆိုလက်ခံတဲ့အဖွဲ့အစည်းဘန်ဆိုရင်ဘန်ပေါ့နော်ပြီးတော့အာဏာပိုင်ဆိုလည်းအာဏာပိုင်အဖွဲ့အစည်းပေါ့ဒါပေမဲ့စိုးစိုးကလိုပဲတချို့ဟာတကယ် politically order sensitive ဖြစ်တယ်မေးလို့ရှိရင်ကြက်တယ်ဖြစ်ပြီးဒီဘက်ဆောင်အဝယ်မခံဘူးဆိုလို့ရှိရင်ဘယ်ဟူသွားမှမဟုတ်အဝယ်မခံတာလဲဆိုတာမျိုးတွေဖြစ်လာတဲ့အချိန်ကြတော့တချို့ကလည်းကျွန်တော်မြင်တာဟိုကောင်းရှုံးမခံတာလဲပါပါမယ်သို့မဟုတ်လည်း တကယ်တိမ်မွေးရှုပ်ထွေးလွန်တဲ့အတွက်ဘလို့ရှင်းရမှမသိတာလဲပါလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးပါဆရာကျွန်တော်တို့တတိယပိုင်းမှာဆက်ပြီးတော့ဆွေးနွေးပါမယ်အခု DPP စစ်ပွားရေးတပိတ်ကနေတင်ဆက်ထားတဲ့ box box season ကိုကြည့်ချင်ရအောင်နော်နိုင်ငံရဲ့ဒီဒီစစ်ပွားရေးမူဝါဒအာဒီငွေကြေးဆန်မူဝါဒကိုထိခိုက်ဆုံးဟိုကဏ္ဍကတော့ခုနလိုမျိုးဒီတရားမဝင်ငွေကြေးစီးကြောင်းနေစီဝင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပေါ့နော်ဟိုငွေကြေးစိက္ကွက် မတည်ငြိမ်မှုတွေနောက်ပြီးကျွန်တော်တို့ဒီဒီအင်ချမ်းမီစိက္ကွက်တွေမတည်ငြိမ်မှုတွေအဲ့မတည်ငြိမ်မှုတွေကပို့ပြီးတော့လာပြီးတော့ထိခိုက်နိုင်မှုရှိပါတယ် တော့ဗေဂန်နာဗေဂန်နာရေမှာမဟုတ်ပဲနဲ့ဒီတရားမဝင်ငွေကြေးစီကြောင်းမှန်တယ်ညကုံလာနိုင်ငံရဲ့ဒီစီးပွားရေးဆိုင်ရာဒီငွေကြေးဆိုင်ရာမူဝါဒတွေအကုန်လုံးလာပြီးတော့ထိခိုက်နိုင်မှရှိပါတယ်စီးပွားရေးလုပ်ငန်းရှင်အကြီးကြီးတွေကတော့ငွေကြေးခေါ်ဝါချမှုကိုအဲဘောင်ဝင်တန်းဝင်အောင်လုပ်ကြတာပေါ့ဗျာသူအခက်တာသူတို့ကတိုက်ခုံကြီးတွေဖြစ်နေကြီးကျယ်တဲ့လူတွေဖြစ်တဲ့ခါကျတော့သူတို့စစ်ဆေးမဲ့လူကသူတို့လောက်မှမကြည်ထွားဘူးသူတို့လောက်မသိဘူးဟိုအခုခုကျွန်တော်တို့ပြောနေရတဲ့လူတွေမှာတော့ပါပဲတောင်မင်းငွေကြေးဘယ်လိုခေါ်ဝါချမှုလဲဆိုကျွန်တော်တို့ကောင်းကောင်းမသိနိုင်ဘူး ဆိုတကယ့်တိုက်ကွန်ကြီးကိုရှင်နိုင်ဖို့ဆိုတော့အစိုးရပဲရလိမ့်မယ်ဒါတော့မှပဲအစိုးရမှာအဲ့ဒီတိုက်ကွန်ကြီးရဲ့နီနီသိနိုင်ပြီးတော့တကယ်ကိုအားထုတ်ထားတဲ့လူတွေမှသာလေဖြစ်နိုင်မယ်ဒါမှသာလေဒီငွေကြေးခွာချမှုဖြစ်ရှင်းနိုင်လိမ့်မယ်ပေါ့1960ရာနှစ်လက်ဆောင်နဲ့2013ခု90နဲ့3နှစ်အတွင်းမှာကျွန်တော်တိုက်ပြည်တွေကိုတရားမဝင်ငွေကြေးစီးဆင်းမှုကအမေရိကန်ဒေါ်လာ50ခုနှစ်ဒသမခုနှစ်ဘီလီယံရှိတယ် တော့ကျွန်တော်တို့တိုင်းပြည်တွေကလေဒီ53နှစ်အတွင်းတရားမဝင်ပြပကိုစီးဖက်သွားတဲ့ဝေကြီးပါ၁၈ဒသမ5ဘီလီယံရှိတယ်။ဒီလိုတရားမဝင်ငွေကြီးကြောင့်ကျွန်တော်တို့တိုင်းပြည်ရဲ့ရာသင့်ရာထိုက်တဲ့အခွန်လေးဆုံးရှုံးမှုကဒီ53နှစ်အတွင်းမှာဘလောက်ထိရှိလဲဆိုရင်ဒီတွက်ချက်မှုရအမေရိကန်ဒေါ်လာ1.9ဘီလီယံလေးပြီးတော့ အမေရိကန်ဒေါ်လာ3.6ဘီလီယံအထိရှိတယ်။အဲ့တော့ဝေမဲတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ရဲ့ဆုံးရှုံးမှုအခွင့်အခောက်ကလည်းရတဲ့ရတိုက်တဲ့အခွင့်အခောက်ဆုံးရှုံးမှုတစ်ခုတည်းရှိရင်အမှန်တန်ကြီးမားတယ်ဆိုတာကိုသိနိုင်ပါ